မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတွင်းချက်ကြအဆွေးနွေးကြည့်ကြည့်ခြင်းတဲ့အကြောင်းအရာကတော့လေစတီဗန်အာခေါ်ဗေရဲ့ကဘာဂျောစာအောက်ထီရောက်မှုရှိတဲ့လူတွေရဲ့အလေးအချင်းအခေါ်လခုပါပဲဟုတ်ကဲ့ခင်ကျမတို့ရထားတဲ့အချင်းချုပ်တွေဆွေးနွေးချက်တွေထဲကအဓိကအချက်လက်တွေကိုဆွဲထုတ်ပြီးတော့စကားပြောကြမှာပေါ့နော်ဟုတ်ပါဆိုတော့ခေါ်ဗေကအဓိကပြောချင်တာကဟိုအပေါ်ယံလူမှုဆက်ဆံရာနီလမ်းတွေ personality ethic ပေါ့ အဲ့ဒါကိုပဲအာယုံဆိုင်နေတာမျိုးကနေရေရှည်ခိုင်မာတဲ့ကိုကျင့်တရား um character ethic ကိုအခြေခံတဲ့ပြောင်းလဲမှု လောက်ဖို့လိုတယ်ဆိုတာကိုအဓိကအထောက်ပြောထားတာပါမှန်ပါတယ်အဲ့ဒီ character ethic ကဘာလို့အရေးကြီးလဲဆိုတော့လေယူတာမှုတို့တရားမျှတမှုတို့လို့အခြေခံတန်ဖိုးတွေကရေရှည်အောင်မြင်မှုအကွက်တကိ့ကိုမရှိမဖြစ်အုတ်ညွတ်ဖြစ်နေလို့ပါဟုတ်ကဲ့ဟို personality ethic ရဲ့နီလန်းလေးတွေဆိုတာကခဏတစ်ပြုတ်ပဲအလုပ်ချစ်တတ်တာမျိုးလေอืมဟုတ်ကဲ့ ကိုဗစ်ရဲ့နောက်ချက်အစ်မတန်အရေးကြီးတဲ့အချက်တစ်ခုက PPC balance ပါ P ဆိုတာက production ပေါ့လူချင်းတွေရလတ်ဥပမာရွှေဦးရွှေဦးဥပမာနော်ဟုတ်တယ် PC ကကြာတော့ production capability အဲ့ဒီရလတ်ကိုရအောင်လုပ်ပေးနိုင်တဲ့စွမ်းရည်ဒါမှမဟုတ်ပိုင်ဆိုင်မှုဆိုတော့ရွှေဦးဦးတဲ့ငန်းကြီးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ထီရောက်မှုဆိုတာအဲ့ဒီ P နဲ့ PC ရလတ်နဲ့စွမ်းဆောင်ရည်ကိုဟန်ချက်ညီအောင်ထိန်းနိုင်တာကိုပြောတော့ပါ ဒါကဒီဆွေးနွေးမှုတစ်လျှောက်လုံးမှာအရေးပါနေတဲ့အချက်တစ်ခုပါဒါဆိုပထမဆုံးအလေးချက်နဲ့စလိုက်ကြအောင် habit 1 be proactive တဲ့ကြွဆွာဆောင်ရွက်ခြင်းပေါ့ဒါကကိုယ့်ဘဝအတွက်ကိုယ်တိုင်တာဝန်ယူရမယ်လို့ဆိုလိုတာမျိုးလားဟုတ်ပါတယ်တော်တော်များများကအခြေအနေတစ်ခုခုဖြစ်လာရင်အဲ့ဒီအပေါ်မှာတွန်းပြမှုပဲလုပ်တတ်ကြတယ်လေอืมသူကြောင့်စိတ်တို့ရတာဆိုတာမျိုးပေါ့ reactive ဖြစ်ကြအဲ့ဒါ reactive ပေါ့ proactive ဆိုတာက ကိုယ့်ရဲ့တုံ့ပြန်မှုကိုကိုယ်တိုင်ရွေးချယ်နိုင်စွမ်းရှိတယ်ဆိုတာကို အတိအမှတ်ပြုတာ အခြေအနေနဲ့ကိုယ့်တုံ့ပြန်မှုကြားမှာ space လေးတစ်ခုရှိတယ်အဲ့ဒီမှာကိုယ့်ရဲ့ရွေးချယ်မှုရှိတယ်ပေါ့အဲ့ဒီမှာကိုဗီယာ circle of influence နဲ့ circle of concern ဆိုပြီးပြောရတဲ့တယ်နော်လွှမ်းမိုးနိုင်တဲ့ဆက်ဝိုင်းနဲ့စိုးရိမ်ပူပန်မှုဆက်ဝိုင်းဟုတ်ကဲ့ circle of concern ဆိုတာကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့အရာတွေအများကြီးပဲကမ္ဘာစီးပွားရေးတို့သူများရဲ့အပြုအမူ အဲ့ဒါတွေတော့စိတ်ပူနေပါကြအချင်းကုံတာပဲရှိမယ်။ဟုတ်။ Circle of Influence ကကြောကိုတကယ်တခုခုလုံနိုင်တဲ့ပြောင်းလဲနိုင်တဲ့အပိုင်းပေါ့။ Proactive လူတွေကသူတို့ရဲ့အချင်းနဲ့စွမ်းရင်ကိုအဲ့ဒီ Circle of Influence ထဲမှာပဲအဓိကသုံးစွဲတယ်။အဲ့ဒီကိုရဲ့လွမ်းမိုးနိုင်တဲ့စက်ဝိုင်းတွေကကိစ္စတွေကိုတက်ကြွစွာလှုပ်ဆောင်လေလေ။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒီ Influence စက်ဝိုင်းကပူကျေပြန့်လာလေလေပဲ။ COVID ကတအားကို responsibility လို့တုံးတယ်။တုံးပြန့်နိုင်စွမ်းပေါ့။ ိုကိုကိုဂတိသေးသေးလေးတွေပြီးပြီးအဲ့ဒါကိုတီအောင် ထိန်းတိန်းတာက proactive check ချင်းရဲ့အခြေခံလက်ချင်းခံပါပဲကိုဘွားကိုကိုထိန်းနိုင်ပြီး proactive ဖြစ်ပြီးဆိုရင်တော့ဘဲကိုတွားနေမှမသိရင် အလကားပဲထိတွားနိုင်တယ်နော်ဟင်းအဲ့ဒါကြောင့်ထင်တယ်အလစ်အချင်း nit habit to begin with the end in mind အဆုံးကိုစိတ်ထဲမှာထားပြီးစတင်မှဆိုတာကအရေးကြီးလာတာကိုးပွားရပန်းနိုင်တကယ်အရေးကြီးတဲ့တန်ဖိုးတွေကဘာလဲဆိုတာရှင်းရှင်းလင်းလင်းသိဖို့လိုတယ်ဆိုတဲ့သဘောဟုတ်ပါလေကိုဗေကအဲ့ဒီကိုယ့်ရဲ့နားရီအခန်းလားကိုမြင်အောင်ကြည့်ခိုင်းတဲ့လေ့ကျင့်ခန်းလေးပေးထားတယ်လေအဲ့အဲ့ဒီလေ့ကျင့်ခန်းညာတော်တော်လေးတတိဖြူမိစေတယ်လူတွေကကိုယ့်ကိုဘလို့အမတ်ရစေခြင်းလဲကိုကဘလို့အမွေအနစ်ထားခဲ့ခြင်းလဲဆိုတာစဉ်းစားစေတာပေါ့ဟုတ်ကဲ့အဲ့ဒီကနေမှာကိုယ့်ရဲ့ personal mission statement ကိုပိုင်ယူမန်းချက်ကျင်ညာစာပိုင်းကိုရေးဆွဲဖို့လမ်းစာပေါ်လာတာအဲ့ဒါကကိုဘွားရဲ့နေစဉ်ဆုံးဖြတ်ချက်တွေအတွက်လမ်းညွန်တဲ့ကိုပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေလို ဖြစ်လာမှာပေါ့ဒါကို leadership နဲ့ management ခြားနာချက်နဲ့လည်းတွဲရှင်းပြထားသေးတယ်နော်ဟုတ်တယ် leadership ဆိုတာဘယ်တော့အုပ်ကိုတွားမလဲလမ်းကြောင်းမှန်ကိုရွေးတာမှန်ကန်တဲ့အရာကို လုပ်တာပေါ့ management ကအဲ့ဒီရွေးထားတဲ့တော့အုပ်ထဲမှာ ဘလောက်ထိထိရောက်ရောက်ခုတ်ထင်ရှင်းလင်းမလဲဆိုတာအလောက်ကိုမှန်မှန်ကန်ကန်လုတ်တာလမ်းကြောင်းမားနေတဲ့တောအုပ်ထုံးမှာဘလောက်ပဲကျွန်းကျွန်းချင်းချင်းခုတ်နေပါစေအသေးပဲမရှိဘူးပေါ့အတိအကျပဲ Titanic ပေါ်ကကလတ်ထိုင်တွေကိုရစ်တိုက်ကြစီနေတယ်လို့ထစ်သွားမှာပေါ့မှန်ကန်တဲ့တောအုပ်ကိုရွေးပြီးပြီဆိုပါတော့ဒါမဲ့ဘွားမဦးရီချက်တီးအလေးထားစရာတွေအများကြီးရှိနိုင်သေးတာပဲလीပေဟာကိုကိုဘွားရဲ့အလေးပိုးမှာထားမလဲအဲ့ဒီမှာ COVID က principle centered paradigm အခြေခံသဘောတရားကိုဗဟုပြုတဲ့ရှုမြင်ပုံကို အဆိုပြုတာယောတမှုတရားမြတ်တမှုလူသားကုန်တကလိုအခြေခံသဘောတရား principles တွေကသဘာဝနိယမတွေလိုပဲမပြောင်းလဲဘူးခိုင်ပါတယ်ဟုတ်မိပတိုက်ဥပမာလိုပေါ့နော်ဟုတ်တယ်စစ်တံဘောကမိပတိုက်ကိုလမ်းဖက်ခိုင်းလို့မရဘူးလေတံဘောကပဲရှောင်မလူတွေကများသောအားဖြင့်အိမ်ထောင်ဖက်မိသားစုငွေအလုပ်ပျော်ရွှင်မှု စတဲ့ပြောင်းလဲလွဲတဲ့အရာတွေကို ဘဝရဲ့ဘဟုချက်မှထားမိတတ်တယ်။อืมအဲ့ဒါတွေရင်သွားရင်ကိုယ်ပဲရင်သွားရောဟုတ်တယ်အဲ့ဒါတွေပြောင်းလဲသွားရင်ကိုယ့်ရဲ့လုံးကြုံမှုလမ်းညွန်မှုအသိပညာစွမ်းအအကုန်ရင်းရိုက်သွားနိုင်တယ် principles တွေကိုဘဟုပြုခြင်းကသာတည်ငြိမ်ခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုပေးနိုင်တယ်လို့သူကဆုလိုတာပါကောင်းပြီကိုတန်ဘိုးရဲ့ဦးတည်ချက်တွေ habit 2ကိုတည်ပြီး ကိုယ်တိုင်တာဝန်ယူနိုင်မီ habit 1ဆိုရင်အဲ့ဒါတွေကိုလက်တွဲဘဝမှာဘလို့အချိန်ပေးမလဲဘလို့ဦးစားပေးမလဲဆိုတာက habit 3ပေါ့ put first things first အရေးကြီးဆုံးအရာကိုဦးစားပေးလုပ်ဆောင်ပါဟုတ်ကဲ့ဒီမှာ covid ရဲ့နာမည်ကြီး time management matrix အချိန်စီမံခန့်ခွဲမှုဇာတ်ကွက်ဝင်လာပြီနော်အရေးကြီးမကြီးနဲ့အလျံလုံးမလို့ဆိုပြီးလေးကွက်ခွဲဟာတာမှန်ပါတယ် quadrant အင်္ဂါအရေးကြီးပြီးအလျံလုံး ဥပမာအကြအသေးသေး deadline ကနေတဲ့အလုပ်တွေပေါ့ဒါတွေကတော့လုပ်ရမှာပဲဟုတ် quadrant 3ကကြတော့အရင်လိုတယ်ဒါပေမဲ့အရင်မကြည့်ဘူးဥပမာမလိုတဲ့ဖုန်းခေါ်ဆုံးမှုတွေကြားဖြတ်ဝင်လာတဲ့အနောက်ဆက်တွေတချို့အစည်းအဝေးတွေอืมဒါတွေကအချိန်တွေအများကြီးကုန်စေတတ်တယ်ဟုတ်တယ် quadrant 4ကတော့အရေးလည်းမကြီးအလင်းလည်းမလိုအချိန်ဖြုံးတာပေါ့ TV ကြည့်တာ social media တောင်းတာ စသဖြင့်ဆိုတော့အဓိကအာယုံဆိုင်ရမှာက quadrant 2ပေါ့ PC production capability ကိုဒီ sort တဲ့အလုံးတွေအကုန်လုံးက quadrant 2ထဲမှာဒါပေမဲ့အဲ့ဒီ quadrant 2ကအရင်မလို့တော့လွယ်လွယ်နဲ့လူထားမိတတ်တယ်နော်ဟိုဈေးဝယ်စင်တာ manager တဲ့ဥပမာလို့ပေါ့အရေးကြီးတဲ့ငားရင်းသူတွေနဲ့ဆက်ဆံရေး QA ကိုအချိန်၅ပတ်စမပေးနိုင်ခဲ့ဘူးဆိုတာမျိုးဟုတ်တယ်ဘာလို့လဲဆိုတော့ quadrant 1ရဲ့အရေးပေါ်အော်ဟစ်တန်နေနဲ့ quadrant 3ရဲ့အနောက်ရက်တွေကကိုအချင်းတွေကိုလာဆွဲယူနေလို့ ဲ့ဒါကြောင့် quadrant 2အလုပ်တွေကိုလုပ်ဖြစ်ဖို့ proactive ဖြစ်ဖို့လိုတယ်ဘယ်လိုလုပ်ရမလဲအဲ့ဒါကြောင့် covid ကအပတ်စဉ် season မှာ weekly planning ကိုအလေးပေးတာနေ့စဉ် plan ချရတဲ့ပိုပြီးကျေပြန်းတဲ့ရှုထောင့်ကိုပေးတယ်တပတ်တာအတွက်ကိုယ့်ရဲ့အဓိကအခန့်ကဏ္ဍတွေဥပမာမိခင်စီးပွားရေးလုပ်ငန်းရှင်မိတ်ဆွေကိုအရင်တတ်မှတ်လိုက်ဟုတ်ကဲ့ပြီးရင်အဲ့ဒီအခန့်ကဏ္ဍတစ်ခုချင်းစီအတွက်ဒီတပတ်မှာလောက်ခုလောရမယ်အရေးကြီးဆုံး quadrant 2လောက်ဆောင်ရဲ့တစ်ခုနှစ်ခုလောက်ကို ခြားရေးပါ။အင်းအင်းပြီးမှအဲ့ဓာတွေကိုကိုယ့်ရဲ့အပတ်စဉ်အချင်းစားရတဲ့မှာတကယ် block လုပ်ပြီးထည့်တွင်ကလေးပြူလိုက်ပေါ့။ဥစားပေးအရာတွေကိုအချင်းစားရဆွဲခြင်းပါအချင်းစားရတဲ့ကအရာတွေကိုဥစားပေးခြင်းမဟုတ်ပုံ။အဲ့လိုလုံနိုင်ဖို့ quadrant 3နဲ့4ကအရာတွေကို no လို့ပြောရဲဖို့လိုလာပြီ။ပါပါတယ်။ habit 1ရဲ့အစိမ့်ပိုင်းပေါ့။ဒီလို quadrant 2ကိုအယုံဆိုင်မှာကိုယ့်ရဲ့ PC ငန်းကိုပြုစုပြုထောင်ရာရောက်ပြီးရေရွှဲမှာပြီးရွှေဦးတဲ့ပုံမြမြရလာစင်မှာပါအခုပထမအလေးအချင်းတုံးခုပြီးသွားတော့ private victory ကိုပိုင်အောင်မြင်မှုရပြီဆိုပါစို့ကိုကိုကိုထိန်းကျောင်းနိုင်ပြီဒါပေမဲ့ဘဝကတယောက်တည်းနေလို့မှမရတာဟုတ်ကဲ့အများနဲ့ဆက်ဆံရရုံနဲ့အဲ့ဒီမှာ public victory အများနဲ့ဆက်ဆံရေးအောင်မြင်မှုဖြစ်တဲ့နောက်အလေးကြီးနေလာပြီပထမဆုံးက habit 4 think win win နောက်ဦးနှစ်ဖက်အကျိုးရှိအောင်စဉ်းစားပါ win-win ဆိုတာကဟိုနီလန်တစ်ခုတတ်တတ်မဟုတ်ဘူးသူကအတွေးခေါ် philosophy တစ်ခု character ကိုအခြေခံတယ်ခိုဘေးကတော့အဓိက အချက်တိုးချက်လိုတယ်ပြောတယ် integrity ယုံတပြောင်းမမှု maturity ယဉ်ကျေးမှု maturity ဆိုတာတတိနဲ့စာနာမှုဟန်ချက်ညီတာကိုဆိုလိုတာလားဟုတ်တယ်ကိုမုတ်ခန့်ကိုပြောရတဲ့တတိရောသူများမုတ်ခန့်ကိုနားလဲပြေးနိုင်တဲ့စာနာမှုရောလိုတယ်နောက်ဆုံးတစ်ခုက abundance mentality ေါ်မြခြင်းစိတ်တပေါ့ပေါ်မြခြင်းစိတ်တလောကကြီးမှာလူတိုင်းအတွက်လုံလောက်အောင်အခွင့်အလမ်းတွေရှိတယ်တယောက်နိုင်လို့နောက်တယောက်ရှုံးစရာမလိုဘူးဆိုတဲ့ယုံကြည်ချက်အဲ့ဒီနဲ့ विपरीत မှာ scarcity mentality ရှားပါးခြင်းစိတ်တဆိုတာရှိသေးတယ်ကိမုန်ကတလုံးတဲ့သူများများများစားသွားရင်ကိုယ့်အကနဲသွားမယ်ဆိုတဲ့အတွေ့အမျိုးပေါ့ငါနိုင်မင်းရှုံ loose win ငါရှုံမင်းနိုင် loose loose နှစ်ယောက်လုံးရှုံဆိုလာဒီနဲ့မတူဘူးပေါ့နော် ရေရှည်မှာဝင်ဝင်းကပဲအကောင်းဆုံးလို့ဆိုတယ်။음ဒါပေမဲ့အမြဲတမ်းဝင်ဝင်းဖြစ်ဖို့မလိုရင်နော်။အဲ့ဒါကြောင့် COVID က win win or no deal ဆိုတဲ့ option ကိုထည့်ပြထားတာ။နှစ်ဖက်လုံးအတွက်အကျိုးရှိမဲ့သဘောတူညီချက်မရနိုင်ဘူးဆိုရင် အပြည့်ယူမလို့ဖဲလန်းခွဲလိုက်တာက lose win lose win lose တဲ့ပေါကောင်းတယ်လို့ဆိုလိုတာ။ဒီ win win ဆက်ဆံရေးကိုဘယ်လိုတည်ဆောက်မလဲအခြေခံကပါလေ။အဓိကတော့ချက်က emotional bank account ပါပဲ။ စိတ်ခံစားမှုဆိုင်ရာ bank account ကိုလူနှစ်ယောက်ကြားကယုံကြည်မှုပမာဏကိုတင်စားတာ app ငွေတွေထုတ်ယူမှု unit ဟုတ်တယ်ကိုကကျင်နာမှုပြတာကတိတီတာ နားလည်မှုပေးတာရိုးသားစွာတောင်းပန်တာမျှော်လင့်ချက်တွေကိုရှင်းလင်းတာတွေကအဲ့ account ထဲကို deposit app ငွေထည့်တာ ਨੇ တူတယ်အင်းဒီ deposit တွေများလေယဉ်ကျူးမှုအရင်လေဆက်ဆံလေခိုင်မြဲလေပဲအမှန်လို့မြင်တော့ account ထဲက deposit ကကာပေးနိုင်တယ် ဒါပေမဲ့မလဲစားတာဂရိဖြတ်တာနောက်ခွဲမှာအတင်းပြတာတွေက withdrawal တွေပဲထို့ယူတာများရဲ့အကောင့်က negative fit ပြီးဆက်ဆံရေးပျက်စီးသွားရောဟုတ်ပါတယ် win win ဆက်ဆံရေးကဒီလိုခိုင်မာတဲ့ emotional bank account ပုံမှာပဲတည်ဆောက်နိုင်တာပါ deposit တွေအရင်စုရမယ်ပေါ့ယုံကြည်မှုအကောင့်ပြည်နေပြီးဝင်ဝင်လဲတွေးတက်ပြီးဆိုရင်တော့စားထွေပြောဆိုမှုလွဲမှားရင်ပြဿနာတက်နိုင်သေးတာပဲအဲ့ဒါကြောင့် habit 5လာပြီ seek first to understand then to be understood ူများကိုနားလည်အောင်အရင်စ조사ပါပြီးမှကိုယ့်ကိုနားလည်အောင်조사ပါမှန်ပါတယ်ဟိုမျက်စီဆောင်ဥပမာတော်တော်ရှင်းတယ်နော်လူနာရဲ့ပြဿနာကိုတေချာနားမထောင်စမ်းတမှုမရောပဲကိုယ့်မျက်မှန်ကိုချွတ်ပင်းရင်ဘယ်သူမှတတ်မှာမဟုတ်ဘူးဟုတ်တယ်လူများစုကနားထောင်တဲ့အခါတကယ်နားရည်ဘူးနားထောင်တာထက်ပြန်ပြောဖို့ကိုယ့်မျက်မှန်ကြောင့်တတ်တယ်ပြဖို့ဒါမှမဟုတ်ကိုယ့်တွေ့ကြုံနဲ့ယံပြက်ကြံပေးဖို့ပဲနားထောင်နေကြတာများတယ်อืมကိုယ်လေးကိုစောင့်နေတာမျိုးဟုတ်တယ် ကောဗီကဒါကို autobiographical responses ကိုအကြောင်းကိုပဲပြန်ပြောတဲ့တွန်းပြန်မှုတွေလို့ခေါ်တယ်၄မျိုးရှိတယ် evaluating အကေဖြတ်တာဟုတ်တယ်မဟုတ်ဘူးကောင်းတယ်ဆိုးတယ် probing စူးစမ်းမေးမြန်းတာကိုမုံမွားကနေမေးတာ advising အကြံပေးတာငါတို့ဆိုရင်တော့ interpreting အဒီဘက်ကောက်တာမင်းဖြစ်လေတာကဒီလိုဒါတွေကတစ်ဖက်လူကိုနားလည်ဖို့အဟန့်အတားဖြစ်စီတယ်ပေါ့ဟုတ်ပါတယ် တကယ်လိုအပ်တာက empathic listening စာနာနားထောင်မှု empathic listening ဆိုတာကဘလိုမျိုးလဲနားထောင်ရုံတတ်တတ်ပဲလားနားနဲ့တင်နားထောင်တာမဟုတ်ဘူးမျိုးလုံးနဲ့နှလုံးသားနဲ့ပါနားထောင်တာတဖက်လူရဲ့စကားလုံးနဲ့နောက်ကခံစားချက်ဆိုလိုရင်းကိုနားလည်ဖို့ကြိုးစားတာသူတို့ရဲ့ရှုထောင့်ကနေလောကကြီးကိုမြင်ကြည့်ဖို့ကြိုးစားတာလက်တွေ့လို့ဖို့ကရောလုပ်လို့ရပါတယ်အကောင်းဆုံးနည်းကသူတို့ရဲ့ခံစားချက်နဲ့အကြောင်းအရာကိုကိုယ်စကားနဲ့ပြန်ရောင်းပြန်ဟပ်ပြတာ reflecting feeling and content ပါပဲဥပမာခင်ဗျားပြောတာကိုနားထာရတာဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးစိတ်ပြည့်နေပုံပဲเนาะတာမို့ဆိုတော့ခင်ဗျားဆိုလိုချင်တာကဆိုပြီးသူတို့ပြောတာကိုကိုနားလည်သလိုပြန်ပြောပြတာမျိုးပေါ့အဲ့ဒါကိုတကယ်နားထောင်နေတယ်နားလည်ဖို့ကြိုးစားနေတယ်ဆိုတာပြရရရောက်တယ်ဟုတ်တယ်အဲ့ဒီခါကျမှတစ်ဖက်လိုကစိတ်လုံးချုံမှုရလာတယ်ကိုကိုတကယ်နားလည်ပြီးရသူရှိပါလားဆိုပြီးပို့ပွင့်လင်းလာတယ်အဲ့လိုနားလည်မှုတိဆောက်ပြီးမှ ကိုယ့်လည်းရောက်လို့ကို့အမြင်ကို တင်ပြတဲ့အခါမှာလည်းပို့ချရောက်တယ်။ကိုဗေက ethos ကိုချင်းတခယုံချီရမှု pathos စာနာမှုစိတ်ခံစားမှုနဲ့ခြေဆက်မှုပြီးမှ logos ကျူးကျောင်းစီလျော်မှုအချက်လက်ဆိုတဲ့အစီအစဉ်တိုင်းတင်ပြဖို့အကြံပြုတယ်။နားလည်မှုတိဆောက်ပြီးပြီး habit 5ဝင်ဝင်စိတ်ဓာတ်လည်းရှိပြီဆိုရင် နောက်တစ်ဆင့်က habit 6 synergize ပေါ့။ အလုံးပေါင်းဆက်လို့ဆောင်ပါဟုတ်ပါပဲ 1+1 က2မဟုတ်တော့ပဲ3ဒါမှမဟုတ်ဒီထက်ပိုတဲ့ရလထွက်စေတာမျိုးတီထန်ဖန်တီနိုင်စွမ်းရှိတဲ့ပူးမုံဆောင်ရွက်မှု creative cooperation လို့ဆိုတယ်음 synergy ဆိုတာရဲ့အဓိကတော့ချက်ကကွဲပြားမှုတွေကိုတန်ပိုးထားခြင်း valuing differences ခနဲ့လာတာပါလူတိုင်းကကိုယ်လိုပဲတွေးစေခြင်းခံစားစေခြင်းနဲ့ synergy ချက်မလာဘူးအတူတူတွေကြည့်ဆိုအစ်စ်မထွက်ဘူးပေါ့ဟုတ်တယ် လူတွေရဲ့မတူညီတဲ့အမြင်တွေအတွေ့အကြုံတွေအားသာချက်တွေကိုအနှောင့်အယှက်လို့မမြင်ပဲတံပိုးရှိတဲ့အရင်အမြင်လို့မြင်ပြီးပေါင်းဆက်နိုင်မှတယောက်ချင်းစီတီချလို့တာထက်အများကြီးပိုကောင်းတဲ့တတိယနီလန် third alternative ဆိုတာထွက်လာနိုင်တာဟုတ်ကဲ့ဒါပေစနေကြီးချစ်ဖို့အဓိကလိုအပ်ချက်နှစ်ခုရှိတယ်တစ်ခုက high trust ယုံကြည်မှုမြင်မာခြင်းဒါကအလေးချင်းတိကနေ၅ထီကျင့်တုံးလာလို့ emotional bank account ပြေဝနေတာနေဆိုင်တယ် ယုံကြည်မှုမရှိရင်လူတွေကပွန့်ပွန့်လင်းလင်းဆွေးနွေးရမှာမဟုတ်ဘူးလေဟုတ်တယ်ကာကွယ်ဖို့ပဲစ조사နေမှာနောက်တစ်ခုကခုနပြောတဲ့ valuing the differences ပါပဲကွယ်ပြားမှုတွေကိုတကယ်တန်ဖိုးထားရဖို့လိုတယ်ဟိုတရားစံကြောင်းပုံပြင်လို့ပေါ့နော်ဘဲကိုပြေးခိုင်းယုံကိုရေကူးခိုင်းရှင်ကိုပြန်ခိုင်းရင်အားလုံးအယိရှင်းတာမှန်ပဲဖြစ်ကုန်ရောအဲ့ဒါပဲတယောက်ချင်းရဲ့ထူးခြားတဲ့အားသာချက်ကိုတန်ဖိုးထားပြီးအဲ့ဒါတွေကိုပေါင်းစပ်မှအသိလိုက်အောင်ရမှုရမှာ ဒီစနစ်ကြီးကလူမှုဆက်ဆံရေးမှတင်မကားမှုကိုယ့်အတွင်းစိတ်ထဲမှာလည်းရှိနိုင်တယ်လို့ဆိုလိုသလားဟုတ်ပါတယ် intrapersonal synergy က intrapersonal synergy နဲ့ချိတ်ဆက်နေတယ်ကိုယ့်ရဲ့ယုတ်တိပိုင်းနဲ့စိတ်ခံစားမှုပိုင်းကိုယ့်ရဲ့ question စိတ်ဖြားတတ်တဲ့ပဲပဲအုံနှုံနဲ့တီထွင်ဖန်တီးတတ်တဲ့ညာပဲအုံနှုံစာရာတွေကိုဟန်ချက်ညီညီပေါင်းစပ်အသုံးချနိုင်မှာသူများရဲ့ခွဲပြားမှုတွေကိုလေပိုပြီးတန်ဖိုးထားဖို့လွယ်ကူလာမှာပါ အခုဆိုအလေးချင်6ခုလုံးပြီးသွားပြီ private victory ရော public victory ရောဒါပေမဲ့ဒီလေးချင်းတွေကိုဆက်ပြီးထိမ့်သိမ်းခနိုင်ဖို့ပိုကောင်းအောင်လုပ်နိုင်ဖို့ကိုကိုကို ပြန်လဲအဖြစ်ဖို့လိုသေးတယ်ထင်တယ်ဟုတ်ကဲ့အဲ့လာနောက်ဆုံးအလေးချင်း habit 7 sharp in the saw လွာကိုတိုက်ပါဆိုတာပဲဖြစ်မယ်အတိအကျပါပဲလွာမတိုက်ပဲတက်ဆက်ခုန်နေရင်တဖြည်းဖြည်းခုန်နိုင်စွမ်းကြလာမှာပဲလေ sharp in the saw ဆိုတာ ကိုယ့်ရဲ့အဖို့တန်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့ကိုကိုကို PC ပေါ့အဲ့လာကိုစင်ဆက်မပြတ်ထိန်းထင်းပြပြင်းတိုးချက်အောင်လှုပ်ဆောင်ခြင်းပါအတိုင်းရတာလေးခုကိုဟန်ချက်ညီညီလှုပ်ဖို့ပြောထားတယ်နော်ဟုတ်တယ် Coffee ကအဓိကအတိုင်းရတာလေးခု4 dimensions ကိုဟန်ချက်ညီညီအဖြစ်ဖို့ပြောတယ် Physical ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်တာကောင်းကောင်းစားတာကောင်းကောင်းအနားယူတာဟုတ်ကဲ့ Mental စိတ်ပိုင်းဆိုင်ရာစာဖတ်တာ စဉ်းစားတာစီစဉ်တာရေးတာတာအတိတ်တွေသင်ယူတာอืม social emotional လူမှုရေးစိတ်ခံစားမှုပိုင်းဆက်ဆံရေးတွေတိဆောက်တာသူများကို စာနာနားလည်မှုပြတာအများအကျိုးဆောင်ရွက်တာ synergy ဖန်တီးတာဟုတ်ကဲ့နောက်ဆုံးတစ်ခုက spiritual ဝိညာဉ်ရေးဟာကိုယ့်ရဲ့တံပိုးတွေကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်တာကိုယ့်ရဲ့ဂတိကဝတ်တွေတိုင်းနေထိုင်တာတရားထိုင်တာတဘာဝတရားနဲ့ထိတွေ့တာ စသဖြင့် ့ Arthur Gordon ရဲ့ The Turn of the Tide စတ်လန်လေးကဒီသဘောကိုခေါ်ပြတယ်နော်စစ်တကြနေတဲ့သူကိုဆရာဝန်နာပင်လယ်ကမ်းခြေမှာတနေ့တာအချင်းပေးပြီးအရာလေးဟုလောက်ခိုင်းတာနားထောင်ခြင်းအတိတ်ကိုပြန်တွေးခြင်းရည်ရွယ်ချက်ဆန်းစစ်ခြင်းစိုးရိမ်မှုတွေကိုတဲပေါ်မှာရေးပြီးဒီရင်နဲ့မျောပါစေခြင်းဟုတ်ပါပဲအဲ့ဒါကအတိုက်ရတာလေးခုလုံးကတနည်းမဟုတ်တနည်းနဲ့အားပြန်ဖြေပေးလိုက်တာနဲ့တူတယ်ဒီ habit 7ကတခြားအလေးချင်းချက်ခုလုံးကိုဖြစ်နိုင်စေတယ် အားလုံးကိုလွမ်းကြုံထားတဲ့အလေးချင်းပါဒါလေး question 2အလုပ်ပဲနော်အရေးကြီးတယ်ဒါပေမဲ့အလင်းမလို့ဘူးတည်တည်ကြကြပါပဲဒီနေ့လေ့ကျင့်ခန်းမလို့ဖြစ်လိုက်တာစာမဖတ်ဖြစ်လိုက်တာကချက်ချင်းပါမထိခိုက်သွားတာမဟုတ်ပေမဲ့ရေရှိမှကိုယ့်ရဲ့စွမ်းဆောင်ရည် PC ကိုထစ်ဖြစ်တိုက်စားပါစေလေဒါကြောင့် habit 7ကို look for pride to fit for လို့ရတယ်ကိုယ့်တဲ့ချင်းပြီးပြီး log ကိုတိုက်ရမယ်ဒီအတိုင်းဒါလေးခုတည်းကတခုခုကိုလေးလူရှုထားရင်ကြံလက်အပိုင်းတွေကိုပါထိခိုက်စေနိုင်တယ်ဗျ။ဟုတ်ပါပဲ။ အလုံးကဆက်ဆက်နေတယ်။ဒါက PPC balance ရဲ့အဓိကအချက်ပဲလေ။ကိုကိုကို PC ငန်း glue ဆိုင်မှာရလက်တွေ P ရွှေအိုးကဆက်ထွက်နေမှာ။ဒီလေးချင်းတွေကိုတစ်ခုပြီးတစ်ခုကျင့်တုံးရင်းနဲ့ကိုကတပြေးပြေးပုံမြင့်မားတဲ့အဆင့်ကိုတက်လန်းတွားတဲ့ upward spiral အထက်တို့တက်နေတော့ crew ပတ်ပုံစံကိုရောက်ရှိသွားမှာပါလို့ Kobe ကဆိုပါတယ်။ဒီနေ့ကျမတို့ Steven Kobe ရဲ့အလေးအကျင့်ခုနှစ်ခုကိုသူတို့ရဲ့အဓိကအနှစ်သာရတည်း တစ်ခုနဲ့တစ်ခုဘလို့ချိတ်ဆက်နေလဲဆိုတာဒီနဲ့အတူအတွင်းကြကြဆွေးနွေးခဲ့ကြပါတယ်မိခိုမှုကနေ့ကိုအာကိုကိုနိုင်မှု private victory ပြီးတော့အဲ့ဒီငွေနေမှာအပြန်လန်ပူးမောင်းဆောင်ရွက်မှု public victory စီကိုတက်လန်းသွားတဲ့ crisis တစ်ခုလုံးမှာ character စာရိတ်တာနဲ့ principles အခြေခံသဘောတရားတွေကအဓိက အုံမြစ်ဖြစ်တယ်ဟုတ်ကဲ့ပြီးတော့ထီရောက်မှုဆိုတာကပြီးရလက်နဲ့ PC စွမ်းဆောင်ရဟန်ချက်ညီမှုကနေလာတယ်ဆိုတာတွေ့ရပါတယ်ရှင် No so အနေနဲ့ နားထောင်သူတွေအတွက်စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်။ဒီအခြေခံသဘောတရားတွေအတိုင်းဆိုရင်လေကိုယ့်ရဲ့ circle of influence ရမောနိုင်တဲ့စက်ဝိုင်းအတွင်းမှာဘယ်တဲ့ဒီတစ်ပတ်အတွင်းမှာကိုနည်းနည်းလစ်လူရှုထားမိတယ်လို့ထင်ရတဲ့အတိုင်းအတာတစ်ခုခုရှိနေမလား physical mental social emotional တာမဖို့ spiritual ပေါ့อืมရှိနေတာပေါ့အဲ့ဒီအတိုင်းအတာတစ်ခုကို လွတ်တိုက်ဖို့အတွက်ဒါမှမဟုတ်ကို့အတွက်အရေးကြီးတယ် emotional bank account တစ်ခုမှာ deposit အငွေတေးတေးလေးတစ်ခုထည့်ဖို့အတွက်ဖြစ်ဖြစ်ဘလိုမျိုးတင်းငယ်ပြီးတက်ကြွတဲ့ proactive challenge တစ်ခုကိုကိုယ်တိုင်စတင်လှုပ်ဆောင်ကြည့်နိုင်မလဲဆိုတာလေးစဉ်းစားကြည့်စေချင်ပါတယ်ဟုတ်ကဲ့ဒါတွေကစာအုပ်ထဲက theory တက်တက်မဟုတ်ပဲကို့ဘွားထဲမှာစဉ်းဆက်မဖြစ်လက်တွေ့ကျင့်တုံးဖို့လိုအပ်တဲ့အရာတွေပါခင်ဗျာ